DBB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မြန်မာနိုင်ငံမှာဗုံးကျဲတက်ခိုက်မှုတွေနဲ့လူခွင့်ရေးချုပ်ဖောက်မှုတွေကြကြပြပြဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော်ကာတက်ကနိုဝင်ဘာ10ရက်မှာပြောလိုက်ပါတယ်။တည်တွင်းစစ်ဖြစ်ပွားနေတာကြောင့်လာမယ့်ဒီဇင်ဘာလအထက်မှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေကိုစစ်အုပ်စုကဘလို့ကျင်းပနိုင်မလဲဆိုတာကိုကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာအကြီးအကဲကမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့အခြေဆိုင်စစ်တပ်ရဲ့ရွှေမင်းကန်ရေတပ်နဲ့အမှတ်၁၂ရေတပ်ရင်းကနေလက်နက်ကြီးတွေနဲ့ပေါက်တော်မြို့နယ်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေး၂ဦးအပါအဝင်အရက်သား၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ထားနိုင်ငံရေနောင်မြို့လာဝကယုံကပြစ်ဒဏ်ချခံရပြီးလွတ်ရက်စစ်မြန်မာနိုင်ငံသားအယောက်၉၀ကိုနိုဝင်ဘာလ၁၀ရက်နေ့လယ်ပိုင်းကမြန်မာနိုင်ငံကွတ်တောင်ဘက်ကအာဏာပိုင်တွေကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ကွတ်တောင်ဒေသခံတွေကပြောပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာ Select ရှိနိုင်ပါတယ်ရှင်။